မင်္ဂလာပါဒီကောင်းချက်တလားဒီနေ့ကျတော့အကြီးမြတ်ဆုံးသောပညာတော်ဆိုတာကိုကြည်ရပါကျန်စဖယာကျန်တတယောက်ဒီကိုရောကိုရောကိုစုံစမ်းနှောက်ရှက်ခြင်းအရှင်ဖယား ပင်ညက်ပင်ညက်တီကျန်တိုင်းအဘေမီတော်ပင်ညက်တီတာရွေးကြီးသည်နီဟုမဲလျှောက်တော်ယေရှုကတင်းနိဖျားခင်ထောင်ရဖျားကိုစိတ်နှလုံးအကျဉ်းမဲ့ညံရှိတမြန်တင်ချစ်လို့ဟူသောပင်ညက်တီပထမပင်ညက်ဖြစ်သည်ကြည်မြတ်တော်ပညာလေဖြစ်၏တဲ့ပြီးရင်နောက်တစ်ချက်ကိုရောကဆက်တာက ထုံမတပါကိုနှင်းဆက်ဆိုင်တော်သူကိုကိုနှင်းအမြချစ်လို့ဟူသောဒုတိယကပညာတိပထမပညာနှင့်တဘောတူ၏တဲ့ဆိုချင်တာကငါပထမပညာဒုတိယပညာဒီပညာနှစ်ပါးပဲခရစ်တော်ကဓမ္မတိကျမ်းထဲမှာပေးတယ်နော်ဆိုတော့အာတလောတော့ကအတူတူဆွေးနွေးခဲ့တယ်လို့ ခရစ်တော်မကြွခင်ခရစ်တော်လူစားတိအဖြစ်မခံခင်မာရှိတမြတ်ကျမ်းဟာဆိုရင်အနာဂရန္တတရားလို့ခေါ်တယ်အဲ့ကျမ်းဓမ္မဟောင်းလို့လည်းခေါ်တယ်ဓမ္မဟောင်းကျမ်းထဲမှာပညတ်တော်စေပါဖျားခင်ရပေးတယ်အဲ့ပညတ်တော်စေပါဟာအမ်ကြောက်ပြတ်တဲ့ပြတ်ပေါ်မှာပေးတာပေါ့နော်ကြောက်ပြတ်တဲ့ပြတ်ပေါ်မှာဆိုရင်ဖယားနဲ့ဆက်ဆိုင်တဲ့ ပညာလေပါပြီးရင်ဒုတိယကြောက်ပြပေါ်မှာဆိုတော့လူနဲ့ဆက်ဆိုင်တဲ့ပညာတော်6ပါအဲ့လိုရေးထားတယ်ဆိုတော့အခုခရစ်တော်ကလူစားတစ်ဖြစ်ခံယူတဲ့အခါမှာပညာတော်နှစ်ပါးပဲသူပေးသွားတယ်နော်ဆိုတော့တစ်ပါးကပါလေဘုရားသခင်ကိုစိတ်နှလုံးအချင်းမဲ့ဉာဏ်ရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်ဖို့ဆိုတော့ဘုရားသခင်ကိုဉာဏ်ရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်ရင် ဖျားခင်နဲ့ဆက်ဆိုင်တဲ့မောရှေပေးထားတဲ့ပညာတော်လေးပါဟာလိုက်နာပြတာဖြစ်တယ်။ပြီးရင်ဒုတိယကြောက်ပြပေါ်မှာရေးထားတဲ့လူနဲ့ဆက်ဆိုင်တဲ့ပညာတော်6ပါ။အဲ့6ပါထဲမှာလည်းပထမတပါဟာပါလဲဆိုရင်ခုတနေ့ပြောထားတဲ့အတိုင်းပဲနိဗ္ဗာန်ပါကိုယူတဲ့ဖို့ဆိုတော့နိဗ္ဗာန်ပါကိုယူတဲ့ဖို့ပြီးရင် တတိတော်နဲ့အတူတူလာတယ်အဲ့ပညာကြတော့ထူးထူးဆန်းဆန်းနော်မိဘနှစ်ပါးကိုယူတဲ့ဆိုပြုရင်ကိုရောပေးထားတဲ့ပြီမှာဆိုတော့အခုကျမခင်နေတာပြီမှာနေတယ်နော်တချို့လူတွေကအမေရိကန်မနေတချို့လူတွေကမြန်မာပြီမှာနေဘဲကဘာမှာပဲနေနေပေါ့နော်ဖျားခင်ပေးထားတဲ့ပြီမှာချမ်းသာပြီမှာအတက်ရှင်နေတယ်နော်မိဘကိုယူတဲ့လူဘရောမှာ အောက်ကြနောက်ကြမနေဘူးဘရော့မှမတောင်းစားဘူးရှင်းရှင်းလေးပြောရရင်ဘယ်လိုဖျက်ခင်လဲဒါဒီဇာတိကောင်းခြင်းကိုလေပဲတဲ့အကြောင်းဒီနေ့မှတွေ့ရတယ်ခရီးတော်ရှိတဲ့အတိုင်းဆိုတော့ပင်ရတော်ကမိဘကိုယူတဲ့ဆိုပြောရမယ်လူအတက်ကိုမတိတ်ရဘူးမခိုးရဘူးတမ်းသူမြတ်တမ်းမရမပြမရဘူးသူတပါးရဲ့တစ်ဖက်မှာ မမတော့တတဲ့ကိုမထူရဘူးသူမြပစ္စည်းကိုမနာလို့မရှိရဘူးအဲအဲ့လို၆ပါရှိတယ်နော်ဆိုတော့ခရစ်တော်ဘာပြောလဲဒုတိယပညတ်ထဲမှာခုနကကျမတို့ဖတ်သွားတဲ့ထဲမှာကိုနဲ့ဆက်ဆိုင်တော့သူကိုကိုနဲ့အမြတ်ချစ်တော့ဆိုတော့တကယ်လို့များကျမကလူတရရောက်ကိုကိုချစ်တယ်လို့ကျမချစ်ရင်သူ့ကိုယူတယ်မှာပဲ မိဘကိုယူတယ်မှာပဲပြီးရင်ဘရမတုအတက်ကိုတော်တမမို့ပူပြီးဘရမတုကိုပြမမမို့ပူသူရေတဖက်မှာလဲမမတော်တတဲ့ကိုခံမှာဘဘကဆောက်မှာပေါ့နော်ဆိုတော့လူတယောက်ကိုကျမကကျမကိုကျမချစ်တယ်လို့ကျမချစ်ရင်တော့ပညာတော်6ပါးစလုံးဟာလိုက်နာပြတာဖြစ်တယ်ဆိုတော့ခရစ်တော်ကပညာတော်7ပါးပဲပေးတယ်နော်အဲ ဓမ္မဟောင်းထဲမှာပြည့်ညက်တော်ဆယ်ပါဖြစ်တဲ့သူ့တော်ကြောက်ပြနှစ်ပြပေါ်မှာဖြစ်တယ်။ခရစ်တော်ကြွလာတော့နှစ်ပါပဲပေးတယ်ဒါပေမဲ့အဲ့ဆယ်ပါစလုံးကိုလိုက်လာပြတာဖြစ်တယ်။ခရစ်တော်ပြည့်ညက်တာပါပါလို့လည်းပြောမယ်ပြင်သူကိုယ်တော်တိုင်းဟာမေတ္တာဖြစ်တယ်။ဘာဆိုလို့အပြစ်သားတရအတွက်အသက်အသေးခံရဲတယ်ဆိုတာခံချင်တယ်ဆိုတာအဲ့လောက်ကြီးမားတဲ့မေတ္တာပဲမှရှိလေ။သူတော်ကောင်းတရအတွက်တော့လူတအူးဦးတေကောင်းတင်မယ်။ ဒါတော့ရှာမယ်။နော်သူကလူကောင်းဒါပေမဲ့သူ့ဖို့ဘာလို့ကျမတည်ရမှာလဲ။နော်စတရားဖြစ်။ခရစ်တော်ကျတော့မဟုတ်ဘူး။ကျမအပြစ်ရှိနေတော့တန်လာ။ကျမရဲ့အပြစ်ကိုတော့ဆေးကြောပမာကျမကိုအပြစ်ကနေကယ်ချုပ်ဖို့အသေးခံလေဆိုတာလို့ကြီးမာတဲ့မေတ္တာမရှိဘူး။အဲ့ဒါကြောင့်ခရစ်တော်ကသူကိုယ်တော်တိုင်ကမေတ္တာဖြစ်တဲ့မေတ္တာတရားပဲသူဟောပါတယ်။နော်ဆိုတော့ခရစ်တော်ကအကြီးမြတ်ဆုံးသော

လူဖြစ်တာလူစားတရားနဲ့မနိုင်နိုင်မဲ့မေတ္တာဖြစ်တဲ့အရာကြောင့်အကျွန်မတို့ကမြေရန်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆချင်းကိုကျွန်မတို့တောင်းခံမယ်ဟိုတနေ့ကျွန်မပြောသလိုကျွန်မတို့အထင်မှာဝိညာဉ်ရှိတဲ့ခါမှာပဲတန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့ခါမှာပဲဝိညာဉ်တော်အတီးပြီးနိုင်မှာဖြစ်တယ်နော်ဝိညာဉ်တော်အတီးဟာကိုပါရှိတယ်ဆိုတော့လေဟိုတနေ့မှာဆွေးနွေးပြီးပြီးဟောဆိုတော့အဲ့ပြီးငယ်တော့ ဆက်ပါလိုက်နာဖို့ဆိုတော့ကလူတွေမလိုက်နိုင်မလိုက်နာနိုင်တော့ညာလေဖယားဟုတ်ချင်ရင်လူကိုချင်ရင်ဆိုတော့အဲ့မှာပြင်တော့အားလုံးပြည့်စုံပြည့်တာဖြစ်တယ်ပြီးရင်ဖယားကိုချစ်တယ်ဆိုတာတော့ဒီတိုင်းပဲထားလိုက်ပေါ့နော်ဖယားကိုချစ်တယ်ပြီးလူကိုချစ်တယ်ဆိုတော့ဖယားကိုလည်းချစ်တယ်လူကိုချင်ရင်တော့အဲ့ဒါကဗာလေကားတိုင်းဖြစ်သွားပြီနော်ဆိုတော့ခရစ်တော်လည်းအဲ့ကားတိုင်းပေါ်မှာ ူရဲ့အတက်ကိုသူပြေးသွားတယ်ဆိုတော့အခုကျမဖះကိုချစ်တယ်ဖះကိုပဲချစ်တယ်ဆိုရင်တော့အဲ့ဒါကားတိုင်းမမီဘူးပေါ့နော်ကိုနဲ့ဆက်ဆိုင်တဲ့လူကိုကိုနဲ့ပြတ်သွားချစ်တဲ့အခါမှာပဲကားတိုင်းဖြစ်သွားတာပေါ့နော်ဆိုတော့ဖះကိုချစ်တယ်ကိုနဲ့သက်ဆိုင်တဲ့လူကိုလည်းချစ်ရင်တော့အဲ့ဒါမှခရစ်တော်ရဲ့နောက်လိုက်အမှန်ဖြစ်သွားမှာပေါ့နော်ဆိုတော့အကြီးမြတ်ဆုံးပြင်ရထားပါလေ ဖရခင်ကိုစိတ်နှလုံးဝကျွင်မယ်ဉာဏ်ချစ်သမျှစွန့်တတိရှိမြတ်နဲ့ချစ်ပြီးရင်ဒုတိယပင်ရဲ့အချီမဆုံးပင်ရဲ့ဒုတိယဟာကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မြတ်ချစ်ချင်ဆိုပါခရစ်တော်ရဲ့နောက်လိုက်ဖြစ်သွားနိုင်တယ်ခရစ်တော်ရဲ့တပည့်ဖြစ်သွားနိုင်တယ်ကျမပြောသလိုကျမတို့လူမေတ္တာအဖြစ်မနိုင်နိုင်တဲ့မေတ္တာလို့ဆိုတော့တန်ရှင်းတော်ဝင်လို့မဆက်ကြည့်ဘူးတောင်းခံကြရအောင် အဲ့တော့မှဖီးယားခင်ရဲ့မိတ္တာတော်ကိုတန်ရှင်းတော်ဝင်နေတော့ပါကျွန်တော်ဒီမှာရရဲ့နှလုံးသားထဲမှာတွန်းလောင်းနေဆိုတာယောမအောရစာခန်းကြီးကအခန်းငယ်၅ထဲမှာပေါ်ပြထားတယ်နော်ဆိုတော့ဖီးယားပေးတဲ့မိတ္တာနဲ့တို့တပေါင်းကျမတို့ကဒီခံနိုင်တယ်ချစ်နိုင်တယ်ဖီးယားခင်ကောင်းကြီးပေးလို့စေတည်စုံလိုက်တယ်အလိုရောရှိတဲ့ခါပြန်တွေ့